အမေရိကန်ရေတပ်ရဲ့အစစ်အမိအဆုံနဲ့အပြင်းထန်ဆုံးတိုက်ခိုက်ရေးစင်ကြံလို့တင်စားခေါ်ဝေါ်ခံရတဲ့ USS Gerald R. Ford လီယန်တင်တင်ပေါ်ဤကို Caribbean ဒေသသို့ဆေးလွတ်လိုက်ပြီးခဲ့ပါတယ်။အမေရိကန်ထရန့်အစိုးရလက်ထံမှာဗနီဇွဲလာနိုင်ငံအပေါ်မူရစေဝါမောင်ခိုကူမှုဆွတ်ဆွဲချက်တွေနဲ့ပတ်သက်ပြီးစစ်ရေးဖိအားတွေတိုးမြင့်နေချိန်မှာပဲရေတပ်ရဲ့အင်အားအကြီးဆုံးစစ်တင်ပေါ်ခြင်းကိုဒေတာတွင်တို့ရွှေ့ပြောင်းစေလွတ်လိုက်တာပါ။ ဒီ USS Gerard Ford Liendin ဘောဟာအလားထောင်သူရာပေ334မီတာရှိပြီးအလေးချိန်တန်ချိန်သီးရထောင်ကျော်တန်ဖိုးရှိကာအမေရိကန်ရေတပ်သမိုင်းမှာအကြီးဆုံးစစ်တင်ဘောဖြစ်ပါလေ။နျူကလ িয়ার ဓာတ်ပေါင်ဖိုနှလုံးကနေ Nimitz class တင်ဘောတွေရဲ့ထုံးစာအထိ၈၈စွမ်းရင်ထုတ်လုပ်ပေးနိုင်တဲ့အတွက်ကမ္ဘာအစစ်မြင့်ဆုံးစစ်ရေးရင်အဖြစ်သတ်မှတ်ခံထားရပါလေ။ ။လီစွားရင်တွေကိုသင်္ဘောပေါ်မှာတပ်ဆင်ထားတဲ့ EMALS ကတန်လိုက်စွားရင်သုံးလီယင်ဖိလိုစနစ်နဲ့ Advanced Weapons Elevators ကအစစ်မြေနာနာမြင့်တင်စနစ်တွေမှာအသုံးပြုထားပါတယ်။ဒီစနစ်တွေဟာလီယန်တွေကိုပုံမှုလူမြန်စွာပုံမှုပြင်းထန်တဲ့လက်နက်တွေနဲ့လောင်စာစီပိုတင်ပြီးဖြန့်တားနိုင်အောင်ဆက်တင်ပြုလုပ်ပေးနိုင်ပါတယ်။ Fort Thermo ပေါ်မှာသင်္ဘောသားနဲ့လေတပ်သားစုစုပေါင်း၄၆လိုင်းနီးပါးလိုက်ပါနိုင်ပြီး၎င်းရဲ့အထူးခါလက်နက်ကတော့ FASS တိုက်လီယန်များဖြစ်ပါတယ်။ ဒီတိုက်လီရင်တွေဟာလေဝေရင်လေးမြေပြင်တိုက်ခိုက်ရေးသုံးကြည့်တွေနဲ့လေစာလောင်းညွန်ဘုံးတွေကိုတင်ဆောင်နိုင်ပြီးမိုင်းပေါင်းအထောင်နဲ့လ50အထိတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒီသင်္ဘောကြီးဟာ2019နှစ်မှာစတင်တောင်းပိတ်အပ်ခဲ့ပေမယ့်စနစ်အစ်တည်းကြောင့်ကြန့်ကြာခဲ့ပြီး2020နှစ်မှာပထမဆုံးဆေးလွတ်ခဲ့ပါတယ်။2023ခုနှစ်မှာတော့ Hamas တိုက်ခိုက်မှုအပြီးအရှိတ်အမြစ်ထဲပင်လယ်မှာပထမဆုံးစစ်စင်ရေးတောင်းကိုထမ်းဆောင်ခဲ့ဖို့ပါတယ်။ အခုတခါကာရေဘီယံဒေတာကိုဆေးလွှတ်ခြင်းမှာတော့ဒေတာတွင် လုံခြုံရေးနဲ့ဗနီဇွဲလားအရေးနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့စစ်ရေးအယအလေးထားမှုကိုပြသလိုက်တာပဲဖြစ်ပါတယ်။